အားလုံးပဲမင်္ဂလာပါသခင်ဖော်ပေါ်နီယူ ARF YouTube channel နဲ့သခင်တက်တော့ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်အကြိုက်ဆုံးကစားသမား5ဦးအစီအစဉ်လေးအားနံပါတ်1ကစားသမားစန်တီကာဆိုလာအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်စန်တီကာဆိုလာကိုဒုတိယပေးထားပါတယ်ကဲပြောရအောင်ကျွန်တော်နာမည်ကတော့ကိုမိုးတိန်ပါအာဆနယ်အသင်းရဲ့ဒုတိယမြောက်ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့စန်တီကာဆိုလာပဲဖြစ်ပါတယ် အိုဇေးရကွင်းလယ်ဖန်တီးရှင်ဆိုရင်ဆန်နီကာဆိုလာကအာဆင်နယ်ရဲ့ကွင်းလယ်မှာကွင်းလယ်မော့ဆရာလေးတူဖြစ်ပါတယ်အနေအထိုင်တည်ငြိမ်ရင်းချက်ရိုးရှင်းပြီးတော့ဘောလုံးကစားရတာကိုပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်နေခဲ့တဲ့စပိန်သားတစ်ယောက်ပါစပိန်ဟာကွင်းလယ်ကစားသမားကောင်းတွေအများကြီးထွက်လာတဲ့ထဲရမှာအိထဲရမှာအရေးသွေးပြကစားသမားတယောက်ဖြစ်ပါတယ်ကာဆိုလာကလည်း အဲကျွန်တော်တို့ကာဆူလာရဲ့ရှည်စွမ်းကိုတိတ်မြင်းများဆဆာကြီးမကြည့်လိုက်ရဒဏ်ရာပြဿနာရဲ့နှိမ့်ဆက်လို့တိတ်မြင်းများဆဆာကြီးမကြည့်ခဲ့ရပါပဲသူ့ရဲ့တပွဲဆိုတပွဲကစားခဲ့တဲ့ရှည်စွမ်းကိုတပွဲတဘောကြလို့အာဆင်နယ်ဖန်တော်တော်များများရဲ့ချစ်ခင်နှစ်သက်ချင်းကိုလည်းခံရတဲ့ကစားသမားတစ်ယောက်ပါကျွန်တော်ကတော့သူ့ကိုကျွန်တော်ရဲ့အာဆင်နယ်မှာအခြေဆုံးကစားသမား၅ဦးထဲမှာနံပါတ်၂နေရာကိုပေးထားပါတယ်ဆာဒီကာဆူလာကို စပိန်နိုင်ငံလူကိုဒိုင်နာဆိုတဲ့မြို့ငယ်လေးမှာ ဒီဇင်ဘာ23ရက်နေ့မှာမွေးဖွားခဲ့ပါတယ်1984ခုနှစ်မှာပါအရက်ကတော့တည်တနာမှာ6ရှင်းမီတာနဲ့9ဘေ6လက်မရှိပါတယ်9ဘေ6လက်မရှိပါတယ်ဒါဥရောပဥရောပအနေနဲ့ကတော့တင်းငယ်တဲ့ခနာကိုတင်းငယ်တဲ့အနေထားဆိုပေမဲ့သူ့ရဲ့ swan in သူ့ရဲ့ကွင်းထဲမှာဘယ်ချိန်ညရှိအတုံးပြူနိုင်မှန်းနဲ့အတုံးပြူနိုင်မှုနဲ့ကွင်းလန်အုပ်စုမှုကတော့တော်တော်လေးကိုစွာကြည့်မှပါတယ် သူ့ရဲ့ကစားသမားဘဝကို real ob တို့အသင်းမှာစတင်ခဲ့ပြီးတော့ ob တို့အသင်းမှာစတင်ခဲ့ပြီးတော့ဘီလာရီယဲကိုရောက်ရှိခဲ့ပါတယ်ဘီလာရီယဲမာလာကာဆားရှိအသင်းဒီမှာဖြတ်တန်းခဲ့ပြီးတော့နောက်ဆုံးကန်နာကစားသမားတအုပ်ဖြစ်လာခဲ့ပါတယ်သူ့ရဲ့ထူးချွန်တဲ့အရာတွေကတော့ဘာတွေလဲဆိုတော့သူ့ရဲ့စက်ပိတ်မှာစက်ပိတ်ဒီမှာတီချာမှုရှိရယ် free kick ထူးချွန်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဘောလုံးကစားပြီဆိုရင်ဘောလုံးပွဲတစ်ပွဲကိုကောင်းကောင်းဖတ်တတ်ပြီးတော့ ဒီဘောဒီဒီကစားနေနေပဲဒီဒီဒီကစားကွက်အတိုင်းမဟာဗျူဟာတွေကိုသူဖော်ဆောင်တတ်တယ်ပေါ့နော်သူ့ကိုအားကြောင့်မကွင်းအတွင်းမှာကွင်းအတွင်းမှာကစားနေတဲ့နီးပြားလို့တော့မှခေါ်ဆိုကြပါတယ်ဒါပေမဲ့အဲဆန်ဒီကာဆိုတာဟာသူ့ရဲ့ကစားသမားဘဝကအနေအမြင့်အတက်ကြရင်လည်းအရန်ကိုမြားပါတယ်ကစားပင်ကိုဆွဲရင်ကောင်းမိမယ်လေ2016ခုနှစ်မှာတော့ ကာဆိုလာ6နောက်နောက်ဖနောက်တန်ရပြင်းထန်စွာရရှိခဲ့ပါတယ်။ခြေကလုံးတန်ရရှိခဲ့ပါတယ်။မျက်ခင်းဆိုင်တွေကိုတော့ဆွန်လို့ရမယ်လို့ဆရာဝန်တွေကပြောခဲ့တဲ့အချိန်ဒီဆိုကြီးကိုတွေးကြုံခဲ့ရပါတယ်။အာဆင်နယ်မှာတရားသီလုံးလုံးဆေးကူးနေခဲ့ရပြီးတော့နောက်ဆုံးမှာဘီလာရီရဲ့အသင်းထံကိုပြောင်းရွှေ့သွားပါတယ်။ဘီလာရီရဲ့မှာဘီလာရီရဲ့မှာကစားပြီးတော့ဘီလာရီရဲ့မှာအကောင်းဆုံးပြန်လာပြီးတော့ကစားပြီးတော့ကာဆိုလာကကာတာဂလက်အဲဆက်အသင်းကိုရောက်ရှိသွားပါတယ်။ ီးတော့2023ခုနှစ်မှာသူ့ရဲ့ကစားသမားဘဝပြန်လဲသူကအဆက်အသွယ်မှာကတာကလည်းအဆက်အသွယ်မှာပတ်စံရှာခဲ့ပြီးတော့2023ခုနှစ်မှာသူ့ရဲ့ကစားသမားတရေတီယာ real obido အတင်းကိုပြန်လဲရောက်ရှိသွားပြီးတော့သူကဘယ်လိုပြောရမလဲလာစားမယူပဲနဲ့ real obido အတင်းတက်ကစားပေးခဲ့ပါတယ်နောက်နေ့ကျတော့ real obido အတင်းဟာ လာလီကာကိုတတ်တက်လာအောင်သူဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်အသင်ကောင်းဆောင်တယောက်အနည်းနဲ့အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်ဗျာကာဆိုလာရဲ့ကစားသမားဖြတ်တန်းမှုကဘလောက်ရိုးရှင်ပြီးဘလောက်ဒိဗယ်ရှိတော့ငွေနောက်လည်းမလိုက်ခဲ့ဘူးပြီးတော့နောက်တစ်ခုကကြတော့အောင်မြင်မှုနောက်လည်းမလိုက်ခဲ့ဘူးဘောလုံးကစားနေရရင်ပြီးရောဆိုတဲ့ရိုးရှင်တဲ့ကစားသမားတအူဖြစ်ပါတယ်အဲမီဆိုအိုဇေတို့ထက်အသက်ကြီးပေမဲ့လည်းအခုချိန်ထိကစားသမားဘဝကိုအနားယူခြင်းမရှိဘဲနဲ့ရီယယ်အိုဘီတို့အသင်မှာပျော်ရှင်စွာကစားနေလေးရပါတယ် အဲကာဇိုလာရဲ့ရှီစွမ်းရှီစားတွေကိုလည်းကျွန်တော်အရင်ကြိုက်ပါတယ်ရီယယ်အိုဘီတို့နဲ့ပွဲတွေဆိုရင်လည်းကာဇိုလာပါတယ်ကျွန်တော်သတိထားပြီးတော့ကြည့်မိပါတယ်ကာဇိုလာရဲ့ကစားသမားဖြတ်တမ်းမှုအောင်မြင်မှုတွေကတော့အာဆင်နယ်အသင်းနဲ့တူတူ FA နှစ်ကြိမ် Community Shield နှစ်ကြိမ်ရရှိခဲ့ပါတယ်စပိန်အသင်းမှာစပိန်ကွင်းလယ်မှာအာစပိန်အသင်းမှာအောင်မြင်မှုတွေကတော့ယူရိုနှစ်ကြိမ်ရရှိခဲ့ပါတယ်အိုဘီတို့အသင်းကိုတန်းတက်လာအောင်ဆောင်းဆောင်ပေးနိုင်ခဲ့ပါတယ်ဒါလေးကတော့ကျွန်တော်ဆန်တီကာဇိုလာရဲ့ရိုးရိုးရှီ ဒါလေးကတော့ကျွန်တော်စပိန်ကွင်းလေအာဆင်နယ်ကွင်းလေကစားသမားဟောင်းရီရဲ့ဘီလာရီရဲ့ကွင်းလေကစားသမားဟောင်းအခုလက်ရှိအိုဘီဒိုအသင်းရဲ့ကွင်းလေကစားသမားဆန်ဒီကာဆိုလာအကြောင်းပြောပြခြင်းပြောပြခဲ့ခြင်းဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းနေထိုင်ပြီးဘောလုံးကစားသမားဘောလုံးကစားသမားဘဝကိုခုံမင်းနှစ်တက်တဲ့ဆန်ဒီကာဆိုလာဟာသူ့ရဲ့ကစားသမားဘဝမှာအနိုင်မြင့်အတက်ကြရရန်ကိုများခဲ့ပါတယ်အနိုင်မြင့်အတက်ကြအခက်ခဲ့ ဒီကြားထဲမှာအကောင်းဆုံးရှင်သန်နိုင်သူအကောင်းဆုံးပြန်လည်နိုင်သူအဖြစ်တို့ရဲ့ပြရောက်တခုဖြစ်ခဲ့ပါတယ်။ဒါလေးကတော့ဆန်ဒီကာဆိုလာအကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့အာဆနယ်ဖန်တွေရဲ့အချစ်တော်ကျွန်တော်တို့ရဲ့အချစ်တော်ကျွန်တော်တို့ရဲ့ငယ်ဘဝဟီးရိုးတီယိုဝဲကော့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျ။ဒီနေ့ဒါလေးကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။